မင်္ဂလာပါကျွန်တော်ရဲ့နေရှိုင်းကျူတိုရင်းပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုသင်ကစားလေးကတော့ Udemy Premium မှာကျွန်တော်အနေနဲ့ motion graphic တခုကိုဘယ်လိုမျိုးဖန်တီးရမလဲပြီးတော့ motion graphic တခုကိုကျွန်တော်ကဘယ်လိုမျိုးစိတ်ပြီးတော့ဘယ်လိုပြန်လည်အသုံးပြုရမလဲဆိုတာကိုလုတ်ပြပေးမယ့်သင်ကစားလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ဖန်တူးလေးကိုယူလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် motion graphic လို့ရိုက်လိုက်ပါမယ် ပြီးပြီဆိုရင်လည်းကျွန်တော်အလဲတဲကိုထားလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်နောက်ခံလေးတစ်ခုလေးထားလိုက်မယ်ပေါ့နော်ကျွန်တော် rectangle ယူပြီးတော့ကျွန်တော်နောက်ခံအဖြူလေးထားလိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒါကိုအောက်ကိုပို့လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်လိုသလောက်ပေါ့နော်အရင်ဆုံးချိန်လိုက်မယ်အချိန်ပြီးတာလည်းကျွန်တော်အရင်ဆုံးသူ့ရဲ့ alignment ပေါ့နော်တဲ့အောင်ကျွန်တော်ထားလိုက်မယ် sudden drop ကိုကျွန်တော်အလဲတဲထားလိုက်မှာဖြစ်ပါတယ်ပြီးပြီဆိုရင်ဒုနှစ်ခုကိုကျွန်တော်ကဒီ shape နဲ့ ကျွန်တော်တို့ရဲ့ဒီစာနဲ့ကိုကျွန်တော်တတွဲတဲ့တွဲမှာဖြစ်တဲ့အတွက် shape ကိုကျွန်တော် select ပေးလိုက်တယ်ပြီးပြီဆိုရင်ကျွန်တော်ဒီထဲမှာပေါ့နော် pin to ဆိုတဲ့နေရာမှာကျွန်တော်ကဘယ်စာနဲ့တွဲမှာလဲပေါ့နော်ကျွန်တော် motion graphic template နဲ့တွဲမှာဖြစ်တဲ့အတွက် data လေးကိုကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော် data လေးကိုအလဲတဲအောင်နေပေးလိုက်မယ်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီ motion graphic ဆိုတဲ့ဒီစာလေးပေါ့နော်ဒီစာလေးမှာကျွန်တော်အင်းဆုံးအလဲလေးကိုထားပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘက်လေးပေါ့နော်ကျွန်တော်အလဲကိုပြန်ထားလိုက်မယ် ဒါဆိုရင်ကျွန်တော်တို့ကစာရိုက်တဲ့အခါမှာဆိုရင်ဒီ shape နဲ့ကျွန်တော်တို့ရဲ့စာနဲ့ကတပါးနဲ့ပါသွားမှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော် motion graphic တခုရသွားပြီလို့ထားလိုက်ပြီပေါ့နော်။ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ size တွေကို adjust လုပ်လို့ရတယ်ပေါ့နော်။ကျွန်တော် adjust လုပ်မယ်ဆိုရင်ဒီ vector motion ဆိုတဲ့ဟာကိုလာပြီးတော့ကျွန်တော်တို့ကအပေါ်တက်အောင်စင်ဒီမို့ဒီထဲမှာ scale ကိုကျွန်တော် short ပြီးတော့ တောင်းရမှာဖြစ်ပါတယ်ဗောနော်ကျောင်းအနေနဲ့ဒီလောက်ထားလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့က motion graphic တခုရလာပြီဖြစ်တယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကတော့အိမ်တို့ motion နေနဲ့လှုပ်ရှားတာတွေမလုပ်တော့ဘူးကျွန်တော်ဒီလိုမျိုးလှုပ်ပြီးတာနဲ့ကျွန်တော်က template တခုဘယ်လိုမျိုးစေးရမလဲဆိုတော့လှုပ်ပြပေးမှာဖြစ်ပါတယ်ဗောနော်အဲဆိုရင်တော့ကျွန်တော်တို့ဒီ template တခုကိုစေးမယ်ပြီးတဲ့အခါမှာဘယ်လိုပြန်လဲအသုံးပြုရမလဲဆိုတော့လှုပ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ video ကိုလာမယ် ပြီးပြီဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့လောက်ထားခဲ့တဲ့ graphic တစ်ခုပေါ်မှာပေါ့နော် right click ပြီးတာနဲ့ကျွန်တော်တို့ export as motion graphic template ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ bounce တစ်ခုကြာလာမယ်ပေါ့နော်ဒီထဲမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ graphic template ကိုကျွန်တော်တို့နာမည်ပေးလို့ရတယ်အဲဆိုရင်ကျွန်တော်ကတော့ဒီ motion graphic template လို့ပဲပေးလိုက်မယ်ပေါ့နော် ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီထဲမှာပေါ့နော်သူရဲ့ destination ဘက်မှာတင်ဆက်မှာလဲကျွန်တော်တို့အဲ့ဒီမှာဆိုရင် local drive ဆိုတဲ့နေရာမှာတင်ဆက်ချင်တဲ့နေရာကိုဒီ browse တဲ့ဝင်ပြီးတော့ကျွန်တော်တို့ကနေရာပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ထားချင်တဲ့နေရာကိုတင်လိုက်ပေါ့နော်ပြီးပြီဆိုတာနဲ့ကျွန်တော် okay ကိုနေပေးရပါပဲပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်မှာပြန်ပြီးတော့ထည့်သွင်းရမလဲတငွေချင်းတွေနဲ့တို့ view ပြီးဆိုရင်ဘယ်လိုမျိုးပြန်အသုံးပြုရမလဲဆိုတော့ကြည့်ရအောင်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော် graphic template တွေဝင်မယ် ဲကျွန်တော်တို့က graphic template မရှိဘူးဆိုရင်ကျွန်တော်တို့ window မှာလာပြီးတော့ကျွန်တော်တို့ graphic template ကိုအမတ်ချစ်ပေးအောင်ဖြစ်ပါတယ် graphic template တခုရလာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်တော့ဒီအပေါင်းလေးကိုနိုင်မယ်ပေါ့နော်ဒီ digital အပေါင်းလေး install motion graphic ဆိုတဲ့ဟာလေးပြောနော်ကျွန်တော်တို့ထည့်သွင်းရအောင်မှာဖြစ်တယ်အဲဆိုရင်အဲ့ဒါလေးကိုနိုင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီတင်ခဲတဲ့နေရာပေါ့နော်ကျွန်တော်တို့တင်ထည့်လိုက်တဲ့ကျွန်တော်တို့ဒီ template ကိုဘယ်မှာတင်လိုက်လဲပေါ့နော်တင်တဲ့နေရာကိုသွားရှာပြီးတော့ကျွန်တော်တို့ select ပေးပြီးတော့ open လေးကိုနိုင်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ခဏလေးစောင့်ပေါ့နော် သူဝင်သွားပြီး ဝင်ပါပြီဆိုရင်ကျွန်တော်ဘက်မှာတက်ချမယ်ဆိုရင်ဒီမှာဗောနော်ဒီ set box လေးမှာကျွန်တော်နာမည်သိတာဖြစ်တဲ့အတွက်ရဲမှာကျွန်တော် motion graphic template လို့ရိုက်ချပြီးတော့ enter ခေါ်လိုက်မယ်အဲ့ဒါဆိုရင်ဒီအောက်လေးမှာဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့လုတ်ထားတဲ့ template တစ်ခုဖြစ်ပါတယ်ဒီ template ကိုကျွန်တော်တုံးမယ်ဆိုရင်ကျွန်တော်တို့ဆွဲထည့်လိုက်ရုံပဲဖြစ်တယ်ဗောနော်ဆွဲထည့်လိုက်ပြီးတာနဲ့ကျွန်တော်တို့စာရီပိုင်းပြင်ပြပြမယ်ဆိုရင်လေ motion test လို့ပဲပြပြအောင်ဗောနော်ကျွန်တော်တို့ပြောင်းလိုက်တဲ့အခါမှာဆိုရင်လေကျွန်တော်လုတ်ခဲ့တဲ့ graphic style အတိုင်းပဲကျွန်တော်တို့ရဲ့ပုံစံအတိုင်းပဲရရှိမှာဖြစ်ပါတယ် ုတ်ကဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်အနေနဲ့ motion graphic ကိုဖန်တီးပြီးတော့ကျွန်တော်တို့ template တခုအနေနဲ့ဘယ်လိုမျိုးသိမ်းရမလဲပြီးတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးပြန်လည်ပြီးတော့အသုံးပြုရမလဲဆိုတာကိုလုပ်ပြပေးတာပဲဖြစ်ပါတယ်ဗောနော်ဒီဗီဒီယိုလေးကိုကြည့်နေတတ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်နောက်ထပ်ကြည့်ရတဲ့တစ်တွေလည်းကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့လုပ်သွားအောင်ဖြစ်တဲ့အတွက်ဗောနော်ကျွန်တော်ညီရှိုင်းကြည့်ရလေးကို subscribe လုပ်ထားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်